။မြောင်းမြမျိုးကကျောင်းသူတွေကိုဘဝပြောင်းအောင်စုဖွဲ့ကကိုဒီလန်အောင်လုပ်ခဲ့တဲ့ကျောင်းသူ9ယောက်ရဲ့ခံပြင်းစရာနောက်ဆက်တွဲတဲ့တင်ထွက်ပေါ်လာ။ယခုအချိန်အင်တာနက်ပေါ်မှာတော့အားလုံးခံပြင်းဒေါသထက်စရာဗီဒီယိုဖိုင်တစ်ခုကအင်တာနက်ပေါ်မှာတော်တော်လေးကိုပြန့်နှံ့နေပါတယ်။အဲ့ဒါကတော့အခြေခံပညာကျောင်းတစ်ခုမှာကျောင်းသူလေးတယောက်ကိုတခြားသောကျောင်းသူလေး9ယောက်ကအောင်စုဖွဲ့ကကိုဒီလန်အောင်အနိုင်ကျင့်စော်ကားနေတဲ့ဗီဒီယိုဖိုင်မှာဗီဒီယိုဖိုင်မှာတော့ကျောင်းသူလေးကိုတခြားသောကျောင်းသူ9ယောက်ကစပင်းဆွဲတာပန်းချတာ ဒူးထောက်ရှိခိုးတောင်းပန်ခိုင်းတာလည်းလုပ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအားလုံးကစိတ်မကောင်းဖြစ်ခါဒေါသထွက်ခင်ရကြပါတယ်။အခုနောက်ပိုင်းမြန်မာနိုင်ငံကအခြေခံအကြောင်းသူအကြောင်းသားတွေကဒီလိုမျိုးအကြောင်းသူအကြောင်းသားချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်တဲ့အချင်းစရိုက်တွေကိုဆက်လာပါတယ်။အတန်းပေါ်ချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်မှုတွေကြောင့်အကြောင်းသူလေးတယောက်ပေါ်အပြန်အရှက်ရသွားတာလည်းဖြစ်ပါတယ်။အကြောင်းသူလေးတယောက်ကအားလုံးသိကြတဲ့အတိုင်းခုတ်ခင်မှာတော့ကလေးတွေဟာတော်တော်လေးကိုရိုင်းဆိုင်ကျန်းထန်လာကြပါတယ်။ထို့ပြင်တော့ယနေ့ခေတ်ကလေးတွေဟာဆိုရှယ်မီဒီယာနဲ့ဂိမ်းတွေကြောင့်ပိုပြီးတော့ရိုင်းဆိုင်လာကြတာပါ။ ဒါပြင်ပေါ်ပြီးတော့ကြောင်းစီအောင်ကောင်းလာတာမှာကြောင်းထဲမှာကလေးချင်းချင်းဘူလီလောက်အနိုင်ကျင့်လာတွေပါဖြစ်လာတော့ဘူလီလောက်တဲ့နေရာမှာလည်းကြောင်းသားချင်းချင်းကိုတိလင်အောင်နှိမ့်ဆက်အနိုင်ကျင့်ကကြောင်းသူချင်းချင်းရိုင်းနဲ့အနိုင်ကျင့်လာတွေရှိလာတာပဲဖြစ်ပါတယ်ဒီလိုမျိုးအခြေခံပညာကြောင်းတွေမှာဘူလီလောက်တဲ့အောက်စုဝင်အနိုင်ကျင့်တဲ့ဖြစ်ရတွေကိုအရင်ကရုပ်ရှင်ဇာတ်ကားထဲမှာလည်းမြင်ရတာပါခုချိန်မှာတော့အဲ့လိုမျိုးကြောင်းသူကြောင်းသားချင်းချင်းအောက်စုဖွဲ့ကကိုတိလင်အောင်အနိုင်ကျင့်လာတာကမြန်မာနိုင်ငံမှာလည်းလက်တွေ့ကိုမြင်နေရပါပြီ မြန်မာပြည်ကကျောင်းသူကျောင်းသားတွေကကျောင်းမှာပဲဖြစ်ဖြစ်အပြင်မှာပဲဖြစ်ဖြစ်အုပ်စုဝင်အနိုင်ကျင့်တာတွေကိုနိုင်ငံခြားကားတွေကတော့လိုင်းလုံလာကြတာဖြစ်ပါတယ်။အခွင့်အရေးမှာပြန့်နေနေတဲ့ဗီဒီယိုဖိုင်ကတော့ညောင်များမျိုးအထက်ကကျောင်းကျောင်းမှာတူတူတက်ရောက်နေတဲ့ကိုရန်ကျောင်းသူတွေရဲ့အခြေအနေကမနေ့ကဖြစ်ခဲ့တဲ့ဖြစ်စဉ်တို့လည်းသိရပါတယ်။ခုဆိုရင်ဗီဒီယိုဖိုင်ကနိုင်ကျင့်ခံရတဲ့ကျောင်းသူတွေကတော့အဆင်ရသွားပြီးကျောင်းသားခဲ့ရတဲ့အထိကိုဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။အနိုင်ကျင့်ခံရတဲ့ကျောင်းသူတွေမှာနင်းနာရပါမယ်။ဘူလီလုံးကြတဲ့ကျောင်းသူအုပ်စုကတော့ ။ဘာရင်ဘုမမခံရတာပါ။အစောပိုင်းဖြစ်ရကလည်းအင်တာနက်ပေါ်မှာဗီဒီယိုမပြတ်နိုင်တဲ့အထိတိုင်းပဲပြီးဆုံးသွားခဲ့လို့ဆိုပါတယ်။အစောပိုင်းကလေးမလေးဟာယခုနှစ်ကျောင်းပွင့်ရသည်မှာနောက်ထပ်အကြောင်းတစ်ခုကိုပြောင်းရွှေ့သွားပြီမယ်လဲ။အုပ်စုဝင်နိုင်ခြင်းခံရတဲ့ trauma စိတ်ဒဏ်ရာရသွားတာမို့လို့လဲအခုချိန်ကြီးကျောင်းမတက်နိုင်တော့ဘူးလို့သိရပါတယ်။ဒီဗီဒီယိုမှာတော့အုပ်စုဝင်နိုင်ခြင်းနဲ့ကိုရင်ကျောင်းသူလေး9ယောက်ကတော့အခုချိန်ထိအထက်က66မြောင်းမြမှာအင်းချမ်းစွာပညာသင်ကြားနေစေဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လဲလူရင်းကတော်တော်လေးကိုစိတ်ဆိုးဒေါသတွေပြီးတော့ခံပြင်းနေကြတာပါ။ ခုချိန်မှာတော့ခုလိုကြောင်းသူချင်းချင်းအုပ်စုပဲကိုရီးယားအနိုင်ကျင့်ဆော်ကားနေတဲ့ဗီဒီယိုဖိုင်ကပြန့်နှံ့လာတဲ့ပုံမှာသက်ဆိုင်ရာကမြောင်းမြမျိုးအထာခါချောင်းကျောင်းဆရာကြီးဆရာမကြီးတွေနဲ့ကျောင်းသူမိဘတွေကိုအဆုံးထိကိုစုံစမ်းစစ်ဆေးနေလို့သိရပါတယ်။အုပ်စုနိုင်ကျင့်ကကိုကျူးလွန်ခဲ့တဲ့ကျောင်းသူ၅ယောက်အနက်၂ယောက်နဲ့အတန်းပိုင်ဆရာမတွေဟာကျူးလွန်ခဲ့တဲ့ကလေးအိမ်ကိုလာပြီးတော့တောင်းပန်ခဲ့ပေမဲ့ဗီဒီယိုမှတ်တမ်းယူမခံဘူးလို့သိရတာပါ။အုပ်စုဝင်နိုင်ကျင့်ကကျူးလွန်ခံရတဲ့ကလေးမှလည်းမိဘတွေကတော့သူတို့သမီးစိတ်ထံရရတဲ့အတွက်အုပ်စုဝင်ကျူးလွန်ခဲ့တဲ့ကျောင်းသူတွေကို ထိထိရောက်အေးအေးယူစီခြင်းတယ်လို့ဆိုပါတယ်။ဒါပေမဲ့တောင်းသူ9ယောက်ကိုကြောင်းထုတ်တာတွေလုပ်ခွင့်မရှိဘူးလို့ပြောတာကြောင့်စေတနာကမပြေလည်သေးဘူးလို့ဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမြန်မာနိုင်ငံကကြောင်းတွေမှာကလေးတွေအုပ်စုဖွဲ့အနိုင်ကျင့်မှုဖြစ်လာတဲ့ပုံမှာမိမိရဲ့အမြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်။